BBC တိုက်စီအတွဲထက် Amazon တိုက်စီအတွဲကပိုပြီးပြောစရာဖြစ်ခဲ့တယ်လို့ Ronaldo ပြောကြ။ Cristiano Ronaldo ကတော့ Amazon တိုက်စီတွဲလုံးကကျွန်တော်တို့ BBC ထက်ပိုပြီးပြောပုံပေါက်ပါတယ်။ဘာလို့လဲ?ကျွန်တော်ဒီမှာရှိနေတာကဗန်ဒီမှာ Garabe အဲသူတို့နဲ့အတူညသာအတူစားဖို့မဟုတ်ပါဘူး။သူနဲ့အတူစူဖလားတွေတိတ်မိုက်ဖို့အတူရှိနေခဲ့တာပါ။ဝေဖတ်နန်းရှုပ်တာတွေဘာတွေကကျွန်တော်တို့အတွက်လုံးဝအရေးမကြီးပါဘူး။အရေးကြီးတာကမင်းကိုယ်ထဲမှာရှိနေတဲ့အချိန်ပါပဲ။ အဲ့နောက်ဘာဖြတ်ဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ပါ BBC တွဲတော်ဟန်ချန်ပီယံလိသမိုင်းမှာကြောက်စရာအကောင်းဆုံးတိုက်စီအတွေ့အဖြစ်အထုတ်ထိတ်ကိုရောက်ခဲ့ပြီးသုံးချိန်ဆက်ချန်ပီယံလိဆူဖလားတွေကိုပါဒိမ့်ပိုက်ထားနိုင်ခဲ့ပါတယ်ဘယ်သုံးယောက်တွဲလုံးမှချန်ပီယံလိဖလားကိုသူတို့တို့မရရှိခဲ့ကြဘူးပေါ့သုံးယောက်မှာအနည်းဆုံးတစ်ယောက်ကတော့ final မှာဂိုးသွင်းရင်သွင်းမသွင်းရင်ဖန်တီးပေးနိုင်ခဲ့တာကြည့်ပါပဲရော်နယ်ဒို2018တုန်းက Real Madrid ကနေတာမထွက်ခဲ့ဖြစ်ခဲ့ရင် BBC တိုက်စစ်တွေ့တုန်းကချန်ပီယံလိဖလား၅လုံးလောက်ကိုအသာလေးယူပြပါလိမ့်မယ်။ရော်နယ်ဒိုပြောတာဟုတ်လည်းဟုတ်ပါတယ်။အဲ့ဒီချိန်တုန်းကမက်ဆီဆိုရတဲ့နေမှာဒီ၃ယောက်ပေါင်းလို့ရော်နယ်ဒိုရဲ့ခြေပြားကိုတော့မမီပါဘူး။ဥရောပရွှေဖနက်စုတွေ PGG Award စုတွေကိုဒါအပြင်ချန်ပီယံလိဖလားတွေကိုပါရော်နယ်ဒိုကသိမ့်ပိုက်ရယူခဲ့တာပါ။မက်ဆီမရှင်ပြိုင်နိုင်တော့လို့အဲ့ဒီအချိန်မှာဂိုးသုံးအများဆုံးဖြစ်နေတဲ့လူးဝစ်ဆိုရတဲ့ကိုပဲ ဝိုင်းမီဘော်တို့ဖန်တီးပေးခဲ့ကြတာတွေက Amazon တိုက်စစ်က BBC 3ဦးဆိုတာမဆိုထားပါနဲ့ရော်နယ်ဒိုကိုပဲမရှင်းပြိုင်နိုင်ခဲ့တာပါ Amazon တိုက်စစ်အတွဲကိုယခုမေဂျာလိယာဒီကီပြီးဆုံးချိန်မှာအင်နာမိုင်ယာမီမှာပြန်လည်ကမြင်တွေ့ဖို့ရှိနေပါသေးတယ်မက်ဆီတယောက်ကတော့ဒီအိမ်မက်ကိုအကောင်အထည်ပေါ်ပြီးသူ့နာမည်သူမကြသွားအောင်ဘာစီလိုနာအသင်းပေါ်တွင်အာဂျင်တီးနားသားတွေကိုခေါ်ယူကအသုံးချသွားအောင်မှလည်းဖြစ်ပါတယ် မက်စီကတော့ကိုအားကိုမကိုပဲတော်တော်ပထွေးအားကိုတယ်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့ပါခမေဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလဲအားကစားနဲ့သဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အစုံနှိနားဆင်အားပေးခဲ့ပရိသတ်တယောက်ချင်းချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခမေ